မင်္ဂလာပါရှင်ခေတ္တတလီဗေးရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။လေးမျက်နှာရေကြီးတာပေါင်းနဲ့အထက်ဗမာပြည်မင်းကွန်တဝိုက်တိုက်ပွဲများပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ရဲ့အမာခံနေမြေများဖြစ်တဲ့ပသိမ်မြေအရှိဘက်ကန်နဲ့ပသိမ်မုံရွာလမ်းရှိမြို့နယ်၃မြို့နယ်တဝိုက်မှာအရခတတော်မှထိုးစစ်များဆင်လာပြီးဖြစ်ပြီးစစ်ကောင်စီတစ္ဆာကန်တပ်များနဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာပြီးဖြစ်ပါတယ်။အထူးကအပြင်ရခိုင်ရိုးမှတောင်ရံတရိုင်ဆန်ပြီးမြေဒေသနဲ့၂၁ကီလိုမီတာကွာရှိခြေရွာများနီးမှာဖြစ်ပါတယ်။အကြမ်း န်ဖက်စတက်မှ၎င်းတို့ယူရတိုင်းမြို့ရွာများကိုပုံကျဲတိုက်ခိုက်လာကြလို့ဒေသခံများတင်းရှောင်ကုန်ကြပြီဖြစ်ပါတယ်။ ပသိမ်နဲ့26ကီလိုမီတာဝေးနဲ့တာပေါင်းနီရှိအမြောက်တိုင်းရ344မှာလည်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပါတယ်။ညောင်ကျိုးစစ်စခန်းကိုသိမ်းပိုက်တဲ့တိုက်ပွဲတွေအတွင်းမှာလည်း၎င်းတို့မောင်ရင်ပုံကျဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်များအကြအဆုံး120ခန်းတိရှိနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်တွေကတက္ကသိုလ်ဝင်ခင်စာမေးပွဲအပြီးမှာကျောင်းများကိုဝင်ရောက်တက်ဆွဲသိမ်းပိုက်နိုင်ဖို့တာဆူနေပြီဖြစ်တယ်လို့သိရပါတယ်။စစ်တပ်မှပသိမ်မုံရွာလန်း၊ကွငတိုင်းချောင်းလန်းများအသုံးပြုခွင့်ကိုပိန်လိုက်ရပြီဖြစ်ပါတယ်။ပဲခူးတိုင်းတွင်ရှိပထောင်နေအုပ်ရှိပင်မှာလည်းအရခ တပ်တော်နဲ့တိုက်ပွဲများဖြစ်ပွားနေပါတယ်။စစ်တပ်ရဲ့ကာကဲစခန်းအားလုံးနှိပါးကိုသိမ်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ပြည်သူ့ကာကွယ်တပ်များနဲ့စစ်ကောင်စီတပ်စာကန်တပ်များအကြားသခိုင်းမင်းကွန်လန်တျောက်တိုက်ပွဲများဖြစ်ပွားနေပါတယ်။အဲ့ဒီနေ့အနီးတစ်ဝိုင်းရှိကျေးရွာတွေကိုလက်နက်ကြီးများနဲ့ရှမ်းတပ်ပစ်ခတ်နေပြီးမိုင်းများတောင်ထောင်နေတယ်လို့သိရပါတယ်။သခိုင်းမှာမင်းကွန်ခေါင်းလောင် ကြီးရှိရာမင်းကိုပထိုးဖျားသွားရလမ်းတဝက်ရှိလက်ပံရွာနီမှာဖြစ်ပါရစ်စစ်သားများနဲ့ပြည်စော်တီလူမိုက်တွေကရွာထဲကိုဝင်ရောက်ပြီးပစ္စည်းများကိုဓားများတိုက်လူရက်သွားကြတယ်လို့သိရပါတယ်။သခိုင်တွင်တွင် အာနာသိမ်းပြီးချိန်ကစပြီး၎င်းတို့လူရက်ဖြက်စီမီရှိုခဲ့တဲ့အင်ဂျီ၄000ခန့်ရှိရဲလို့ပြုစုထားတဲ့စည်ရင်းနေရသိရပါတယ်။မင်းအောင်လိုင်းကလည်း၎င်းတို့အတွက်အသက်ပေးတိုက်ပေးနေရတယ်ဆိုပြီးလှုပ်ချင်တာလှုပ်ခွင့်ပြုထားခြင်းပဲဖြစ်ပြီးစစ်သားဘဝမှာတပြေးပြေးဓားများတကူတတာဘဝရောက်မှန်းမသိရောက်ကုန်ကြပြီဖြစ်ပါတယ်။စစ်ကောင်စီ မှာအဲ့ဒီကိစ္စကိုအမြဲလိုညင်းဆိုနေတော့လဲစိုးဝင်းကိုယ်တိုင်ဝန်ခံလာရတဲ့အကြောင်းတစ်ခုကထွက်ပေါ်လာပါတယ်။ဒီလိုဝန်ခံလာရခြင်းမှလည်းအမြဲလိုညင်းဆိုနေတဲ့၎င်းတို့ပြောသည်။မယုံတော့မှာဆိုလို့အမားဟင်းဦးကြီးရဲ့ကိုအမှန်စားတစုံခတ်ပေးလိုက်ရခြင်းမျိုးသာဖြစ်ပါတယ်။စိုးဝင်းမဖြစ်မနေဝန်ခံလာရတာကအပုပ်နဲ့တထောင်ထောင်ထွက်နေပြီဖြစ်တဲ့စစ်သားစုဆောင်ရေးကိစ္စတွေနဲ့ပတ်သက်ပါတယ်။စိုးဝင်းကစစ်သားစုဆောင်ရေးကော်မတီအနေနဲ့ဥပဒေလုံထုံးလုံးနည်းများအတိုင်းမဆောင်ရွက်လို့အကျင့်ပြက်လက်စားမှုတွေနေစဉ်လိုလိုဖြစ်ပေါ်နေရလို့ဝန်ခံလာပါတယ်။ဒီလိုကော်မတီတွေရဲ့လုံရက်ကို သိရှိလိုပါကသက်ဆိုင်ရာအာဏာပိုင်တွေထံသတင်းပေးဖို့တိုင်ကြားမယ်လို့ဆိုပါတယ်၎င်း၏အပြောကကြားရသူပေါင်းမြင်းမြနေဝင်ချိုလိုက်တယ်လေလက်တွေမှာအခုချိန်ထိမြည်သူတအုပ်တယောက်ကိုမှအရင်ယူခြင်းမရှိအဲ့ဒီအတွက်ဆိုဝင်အပြောက စစ်သားစုဆောင်ရေးကော်မတီအနေနဲ့ရသမြငွေတွေကို၎င်းတို့အိတ်ကတ်ကြီးနဲ့ထဲဖို့မကြိုးစားဘဲသက်ဆိုင်ရာအာဏာပိုင်တွေကိုလည်းပူဇော်ပသဖို့လိုတယ်လို့အသိပေးလိုက်တာဖြစ်ပါတယ် RFA သတင်းမှာပါရှိလာတဲ့ပုံမှာ13မြောက်တင်နန်းသားတွေကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။အများစုကမိသားစုမှလက်ထိုးရန်ငွေမတန်နိုင်ပြေးလို့လည်းမလွတ်နိုင်လို့ပါသွားသူတွေဖြစ်ပါတယ်။အဆိုပါဓာတ်ပုံကိုကြည့်ပြီးတကူးဓမြတာတာဖြစ်နေတဲ့စစ်တပ်ထဲဝင်ပြီးအသေးခံအမယ်အရေးကိုဘသူမှဂုံယူဝင်ကြွားနေကြမှာမဟုတ်မိသားစုတွေအားလုံးကစိုးရိမ်တော့ကားရီနဲ့တားတက်ယုံနဲ့ကိုမောင်းသွင်းခံနေရတဲ့ကျွဲနွားဘဝရောက်နေကြတဲ့အဖြစ်ကိုရင်ထုမနာဖြစ်နေကြမှာသာဖြစ်ပါတယ်။နိုင်ငံသားတို့အတွက်လူခွင့်ရေးဆိုတဲ့အသာထားအောင်အသက်ရှင်နေထိုင်ပိုင် ခွင့်ကိုတစားတက်တစားဖြည့်စည်ချိန်ချောက်လာနေပြီဖြစ်ပါတယ်ဒီလိုဖိနေအုပ်ချုပ်နေကြသူတွေကိုလည်းယူမတက်ဖြစ်နေကြပြီး၎င်းတို့ရဲ့ဘဝကိုဘသူမှအားကျပိုင်လို့မှမဟုတ်တော့တာကသိကြနေပါတယ်နောက်ထပ်တစ်ပုံအနေနဲ့ရှိုးတောင်လုံးအေးအေးရဲ့ပြမကပသိမ်မုံရွာလန်းကိုထိန်းချုပ်လူချင်းဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာရကတက်တော်အင်းကဒေသခံပြည်သူတော်လိုင်းဖွဲ့ရင်းနဲ့ရခိုင်ပိုင်နဲ့ရခိုင်ရိုးမတောင်ကိုကျော်လွန်ပြီးမကွေးပဲခူးနဲ့အေရီတိုင်းတို့ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်အေအေကထို းစစ်ကိုရခိုင်ယူမအပေါ်မှာရှက်တန့်ထားလို့ရတော့လဲအပြင်စီလုံအောင်ကာရတဲ့အနေနဲ့ရိုးတောင်ကိုကြော်ပြီးစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရောကပြောပါတယ်စစ်တပ်ဘောနဲ့ကြည့်မယ်ဆိုရင်စစ်ကောင်စီကသူတို့အင်အားကြီးနေပြီးစစ်ရှုံးသွားတယ်ပေါ့နော်ဒါပေမဲ့သူတို့နေမြေတွေကိုသူတို့ကတော့ပြန်လိုချင်အောင်မှာဆိုတော့သူတို့အနေနဲ့အင်အားစုဖွဲ့မှုကောင်းလာရင်ပြန်တိုက်မှာပဲပြန်တိုက်မယ်ဆိုရင်အခုအာရခတက်တော်တိုက်နေတဲ့လမ်းကြောင်းတွေကပဲဝင်လာမှာ ဝင်လာမှဖြစ်တဲ့အတွက်ဒါအင်ကသူ့နေမည်နဲ့ကိုဝင်လာလို့မြင်ရအောင်သူကစစ်တပ်ကလာမတိုက်ခင်မဲ့တံပြန်တိုက်စင်စစ်မျက်နှာဖွင့်ထားလိုက်တာပေါ့အဲဒီတော့စစ်တပ်ကရှေးချောင်းနဲ့လေချောင်းကလွှဲရင်ကြီးတက်အနေနဲ့ပြန်ဝင်လာလို့မြင်ရတော့ဘူး အခုတိုက်နေတာကလည်းပသိမ်မုံရွာလမ်းအပေါက်တွေပေါ်လို့ပြောပါရယ်ရခိုင်ပြည်ကိုစစ်ကောင်စီရဲ့ကြီးတက်များပြန်လည်းမဝင်ရောက်လာနိုင်စေဖို့ပသိမ်မုံရွာလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ CDM ဗိုလ်ကြီးစင်ရော်ကဆက်လက်တုံ့တက်ပါရယ်တချို့ကတော့ပြောတာပေါ့ပြည်ထီသွားမယ်ရန်ကုန်ထီသွားမယ်ဆိုတာအလောက်ထိကြရင်အေးအနေနဲ့ဒါစစ်နယ်ကျွန်းသွားမယ်အနေအထားရှိရယ်ကျွန်တော်ထင်တာကတော့ဒီအေရရီမြေအနောက်ဘက်ကမ်းမှာရှိတဲ့ပသိမ်မုံရွာလမ်းပိုင်းကိုသူတို့ဖြတ်တောက်ထိန်းချုပ်လို့တဲ့အနေအထားရှိရယ်ပသိမ်မုံရွာလမ်းပိုင်းကိုအရခတ်တက်တော်အေးနဲ့ဖြတ်တောက်ပြီးထိန်းချုပ် နိုင်မယ့်အနေအထားမျိုးနှီးလာပြီလို့ပဲကျွန်တော်ကတော့သုံးသပ်ပါတယ်လို့ပြောပါတယ်။ကာကွယ်ရေးပစ္စည်းများထုတ်လုပ်တဲ့စစ်ကောင်စီရဲ့ကာပစာစံယုံတွေမှာ AR မြင့်ရဲ့အရှိဘက်ကန်းနဲ့အနောက်ဘက်ကန်းမှာတည်ထားကြတဲ့အတွက်ပသိမ်မုံရွာလမ်းပိုင်းထိန်းချုပ်ခံလိုက်ရရင်ကာပစာစံယုံတွေမှာဆက်သွင်းရေးပြတ်တောက်သွားနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီကကာပစာစံယုံတွေနဲ့ဆက်သွင်းမပြတ်တောက်စေဖို့ကာပစာနှင့်မလွန်ဘက်ကနေကာပစာဇက်လေးကိုဖြတ်ရမယ်လမ်းဖောင်းနေပြီးဒုတိယအစီအစဉ်နေနဲ့ကြိုတင်လှုပ်ဆောင်ထားကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ရောကပြောပါတယ်။ သူတို့ကမ္ဘာစာဆက်ယုံနေနဲ့ဆက်သွင်းပြတ်တောက်သွားမှာကိုဆိုတဲ့ဒါကြောင့်အခုကမ္ဘာစာနှစ်မလွန်ဘက်ကနေပြီးတော့ကမ္ဘာစာဆက်လေးကိုဖြတ်လို့ရမယ်လမ်းဖောက်နေတာရှိတယ်။အဲ့ဒီလမ်းကနေပသိမ်မုံရွာလမ်းထိန်းချုပ်ခံလိုက်ရရင်တောင်မှပဲကစွန်းမစေတုတ်တရာငဖင်းကနေမလွန်မလွန်ကနေမလွန်မြေကုတရာကနေတဆင်း ပဋ္ဌာန်းနှစ်ခုကိုကူလိုက်ရင်ကျွန်တော်တို့ဒီမြင့်အရှိဘက်အနောက်ဘက်ကန်းကိုပြန်ပြီးဆက်သွယ်ရေးလုပ်လို့ရတဲ့အနေအထားရှိတယ်။ဒါကစစ်တပ်ရဲ့ဒုတိယအစီအစဉ်ပေါ့ကြိုပြီးလုပ်ထားတာစစ်တပ်ကကြိုလုပ်ပြီးဆိုရင်တော့ဖြစ်တတ်တယ်လို့ဆိုပါတယ်။သခိုင်းတိုင်းနဲ့အရာရီတိုင်းတို့ကိုဆက်သွယ်ထားတဲ့ပသိမ်မုံရွာလမ်းရှိမကွေးတိုင်းကစစ်ကောင်စီတပ်စခန်းများ၊ပဲခူးတိုင်းကစစ်ကောင်စီတပ်စခန်းများနဲ့အရာရီတိုင်းနဲ့ကစစ်ကောင်စီတပ်စခန်းတွေကိုအရခတ်တော်အေးကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ပဲခူးတိုင်းပဓာမြို့နယ်နဲ့အုတ်ရှိပင်မြို့နီမှာတိုက်ပွဲဖြစ် ွားနေပြီးအေရီတိုင်းတွေကရေကြီးလေးမျက်နှာငတိုင်းချောင်းတာပေါင်းမြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ဆလတ်ပြီးဖလန်းမြို့သိမ်းတိုက်ပွဲလေးချောင်းပြင်းထန်ခုခံနေတော့လဲအောင်ပွဲများရထားတယ်လို့ CNO CNDF ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းမြောက်ပိုင်းရှိစစ်ကောင်စီတိုင်းရင်စကန်ကိုမကြမီပထမဆုံးသိမ်းယူနိုင်တော့မယ်လို့မျှော်လင့်ကြောင်းအသိပေးပါတယ်။ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်များကဖော်ဆောင်နေရရှိတာစစ်ကောင်စီကလေးချောင်းမှာအပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့ချင်းညီနောင်မဟာမိတ်များဘက်ကလည်းအောင်မြင်မှုတွေရှိတူရ ရှိထားတဲ့လူချင်းမျိုးသားဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF ထွေထွေအတွင်းရင်းမှစလိုင်းဝီလီယံချင်းကပြောပါရယ်မလ22ရက်ကျင်းပတဲ့ဖလန်းမျိုးသိမ်းတိုက်ပွဲအတွက်ချင်းညီနောင်ရဲ့ရှမ်းပုံငွေရှာဖွေအစီအစဉ်မှာဖလန်းတိုက်ပွဲအခြေအနေကိုအတိအပြင်းပြောကြားလာတာဖြစ်ပါရယ်စစ်ကောင်စီကဝင်းဟင်မတောက်ရှောင်းအပြင်းထန်တိုက်ခိုက်ရရှိတော်လဲစစ်ခွာချက်မရှိပဲစစ်ကောင်စီတပ်ကုန်းတွေကိုတန်းယူထားကြောင်း CNO CNDF တာဝန်ရှိသူကပြောပါရယ်စင်ရေးချင်းနေရာဘဲပွိုင်းနေသိမ်းထားတဲ့ဘဲမှာကျွန်တော်တို့နေတဲ့ဆိုတဲ့ဟာကြတော့လက်တလောပြောပြလို့အစ င်မပြေသေးတဲ့အနေအထားမှာရှိတယ်လို့စလိုင်းဝီလီယံချင်းကပြောပါတယ်။ ဒါအပြင်အခြေအနေတည့်ရပြီးတည့်ရပိုကောင်းလာပြီးရေပေါ်များရှေ့ဆက်တိုးနိုင်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ရရင်ရသလောက်နောက်မဆုတ်ပဲမကြခင်ချင်းပြည်နဲ့ချင်းလူမျိုးလူမျိုးဖို့အတွက်ကိုအကောင်းဆုံးရဖို့ရှားရမယ်လို့မျှော်လင့်ထားပါတယ်တရင်ကောင်းလေးအမြန်ဆုံးရနိုင်ဖို့မြေပြင်ကတမိုးရီအပါဝင်တာဝန်ရှိတဲ့သူတွေအဖက်ဖက်ကကုညီထောက်ပံ့နေတဲ့ပြည်သူတွေနဲ့အတူကျွန်တော်တို့လက်ရှိမှာတိုက်ပွဲဝင်နေပါတယ်လို့ပြောပါတယ်မဟာမိတ်အင်အားစုတွေများမှာတိုက်ပွဲအတွင်းထိခိုက်ကြဆုံးမှုတွေရှိတော့လဲလက်ရှိအခြေအနေမှာပုံမကောင်းမွန်တဲ့အနိုင်ရရှိမှုတွေလည်းရှိတယ်လို့အတည်ပြုပါတယ်ဖလန် မျိုးကချင်းမြောင်မှာစစ်ကောင်စီတရင်စခန်းကိုပထမဆုံးတိုက်ခိုက်တဲ့တိုက်ပွဲဖြစ်ပြီးစိန်ခုမှုများစွာရှိနေတာကို CNN CNN တရအတော်ဝင်ရှိသူကပြောပါရယ်ချင်းပြည်နယ်ရဲ့မြောက်ပိုင်းမှာတရင်အစင်ရှိတဲ့စခန်းပထမဆုံးသိမ်းနိုင်ဖို့စ조사ဆောင်ရွက်တဲ့နေရာမှာအားလုံးပါဝင်ပေးကြပါဒီဟာအောင်မြင်သွားရင်တီးတိမ်မျိုးသိမ်းပွဲလဲလွယ်ကူသွားမယ်ဟာခါထန်တလန်လဲလွယ်ကူသွားမှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုစကားစလဲတည်နေတဲ့အတွက်ကြောင့်တောက်လျှောက်ကိုဖိအားပေးပြီးမှလင်းချောင်းနဲ့ထိုးနေတာလဲ ဖြစ်တဲ့နိုင်ဘုတ်ကလည်းနီးကပ်နေပြီလို့စလိုင်းဝီလီယံချင်းကပြောပါတယ်။ဒေါ်လာအီးမှာကိုတက်နိုင်တဲ့ဘက်ကပါဝင်ပါကတေချာပေါင်းအောင်မြင်မှာဖြစ်ပြီးဖလန်းမျိုးတင်ပွဲမကြခင်အောင်မြင်မှုရရှိကအောင်ပွဲကိုအတိပေးကြီးညာနိုင်မယ်လို့မျှော်လင့်ကြောင်း CNO CNDF တာဝန်ရှိသူကပြောပါတယ်။ချင်းညီနောင်နဲ့မဟာမိတ်တွေက2024နိုဝင်ဘာဒုတိယပတ်မှာဖလန်းနဲ့မင်းတက်မျိုးတင်စစ်စင်ရင်ကိုတပြိုင်တည်းဖော်ဆောင်ခဲ့ရာမင်းတက်မျိုးကိုဒီဇင်ဘာ22ရက်မှာတင်ပိုင်နိုင်ခဲ့ပါတယ်။ မင်းတက်မြို့ကြပြီးရင်နောက်ကံပလန်မြို့ရှိစစ်ကောင်စီတပ်တွေကလည်းညာရင်ချင်းဆက်ခွာသွားပြီးဒီဇင်ဘာ20ရက်မှာကံပလန်မြို့ကိုချင်းကြီးနောင်ကသိမ်းပိုက်ခဲ့ပါတယ်။ဖလန်းမြို့တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းပြင်းထန်တိုက်ခတ်ကူးကန်နေပြီးလေကြောင်းမှာစစ်အင်အားများထပ်မံဖြည့်တင်းလျက်ရှိပါတယ်။ဒီလိုစစ်ကိုစစ်အင်အားများကိုလည်းချင်းကြီးနောင်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ထိခိုက်သေးဆုံးမှုတွေရှိပြီးစစ်တုံးပန်းများစွာဖမ်းဆီးရရှိခဲ့ပါတယ်။ CNO CNDF ပါဝင်တဲ့ချင်းကြီးနောင်ကမလဒုတိယဘက်မှာဖလန်းမြို့မှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတပ်ကောင်ကိုအပြီး ီးသက်သိမ်းပိုင်နိုင်ဖို့စစ်ရှိန်မြင့်လျက်ရှိရာတိုင်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံဖမ်းဆီးရရှိထားကြောင်းလည်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းတီမီကအတည်ပြုပါရယ်တိုင်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်ကတိုင်ပွဲဖြစ်ရသမကဖလန်းမျိုးနယ်ရှိကျေးရွာချို့ကိုပါလေကြောင်းတိုက်ခိုက်ခဲ့လို့အရသာတိုက်ခိုက်မှုတွေလည်းရှိတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်